တော်တော်များကတော့ ChatGPT ကိုတော့ဒီ free ပဲတုံးရတာများတော့ဗောနော်ကိုတိချင်တဲ့မိခွန်းတစ်ခုကို ChatGPT ကတော့မေးလိုက်တယ်မြန်မာလိုပဲဖြစ်ဖြစ်အင်္ဂလိပ်လိုပဲဖြစ်ဖြစ်မိတယ် ChatGPT ကနေပြန်ပြောလာတာဗောနော်များတော့အပြင်ကျွန်တော်တို့တိကြတာက ChatGPT ကမြန်မာစကားအရင်တော့မမှတ်ဘူးဒါပေမဲ့အတုံးတော့ဝင်တယ်ဗောနော်အဲ့တော့စာလဲမေးလို့ရတယ်ပုံလဲထုတ်လို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်အနေနဲ့အခါကျတော့ဒီ ChatGPT ကဒီစာတင်ဖို့အတွက်ကော research လုပ်ဖို့အတွက်ကောသူကိုလာဆိုင်ကြည့်ပေးပြီးတော့အတုံးပြနေတာရှိတယ်ပေါ့နော်တစ်လောက်ဒေါ်လာ20ပေးပြီးတော့အတုံးပြနေတာရှိတယ်အဲ့တော့ဒီလိုမျိုး ChatGPT subscription မှာဘာ feature တွေများပါလို့လဲဘာတွေများပိုကောင်းလို့လဲဆိုတာကျွန်တော်ဒီမှာပြောပြပေးပါမယ်ပေါ့နော်အခုကတော့ကျွန်တော်ကတော့ဒေါ်လာ20တန်းပေါ့နော်ဒီမှာသူတစ်လောက်ကိုဒေါ်လာ200တန်းလည်းရှိတယ်ဒါကကြတော့လုံးဝကို ChatGPT ကိုနေ့တိုင်းတုံးတဲ့တစ်ချိန်လုံးတုံးနေတဲ့လူတွေအတွက်ပဲပို့ပြီးတော့တန်လင်းမယ်ပေါ့နော်ဒီ1ဒေါ်လာ20တန်ကတော့ပညာရပ်တစ်ခုခုကိုလေ့လာနေတဲ့လူတွေဒီ content creator တွေစာတင်ပေးနေတဲ့လူတွေဒူးဒူးတွေခါကြတော့1ဒေါ်လာ20လောက်ဆိုရင်တော်တော်လေးကိုလုံလောက်ပြီလို့ပြောလို့ရမှာပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော်တို့ဘာ feature တွေများပါလို့လဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာထိတ်ဆုံးကနေပြောပြမယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့က model ရွေးလို့ရတာပေါ့နော် model ရွေးလို့ရတဲ့အထက်မှာဒီ 4O တွေပါမယ် 4O weight schedule တွေပါမယ်ဒါကတော့ free account တွေမှာလည်းရနိုင်တယ် ီ4.5ခါကျတော့ထွက်ထလာမှကြတယ်။ဒီခါကျတော့ဒီ research တပိုင်းရတယ်ပေါ့နော်။4ကိုမှထပ်ပြီးတော့ generation မြင့်နဲ့မော်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခု O1 ရှိမယ် O3 mini ရှိမယ် O2 mini high ရှိမယ်ဒါတွေခါကျတော့ကျွန်တော် reasoning model တွေပေါ့နော် ChatGPT ကိုအခုမေးမယ်ချက်ချင်းပြန်ဖြေမှာမဟုတ်ဘဲနဲ့သူကနေပြီးတော့စဉ်းစားတာပေါ့နော် logically စဉ်းစားတယ်စဉ်းစားပြီးတော့ကျွန်တော်တို့ကိုပြန်ဖြေပေးပေါ့နော်တခြား model တွေလည်းရှိတယ်ဒါတွေကတော့ တိတ်ပြီးတော့မတုံးဖြစ်တော့တဲ့ model တွေပေါ့နော်အဲ free account တွေမှာလည်းဒါတွေကရနေတော့မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ AI ရဲ့ဒီ ChatGPT ရဲ့ model ရွေးရတဲ့အပိုင်းပေါ့နော်ဒီညမှာ ChatGPT ရဲ့ CEO Sam Altman ပြောထားတာကနောက်ပိုင်းကျရင်ဒီလိုမျိုး4.0တွေ4.5တွေ ChatGPT 3တွေဒါမျိုးတွေမရှိတော့ဘဲနဲ့ model တစ်မျိုးတည်းကိုမှအကုန်လုံးလုပ်လို့ရတာတွေ လောက်သွားမယ်လို့သူတို့ကပြောတာရှိတယ်ပေါ့နော်ဒါကတော့ဒီဆန်တော့မန်ရဲ့စကားပေါ့နော်ဒီညမှာခါကျတော့ကျွန်တော်တို့ model ရွေးလို့ရတဲ့အပိုင်းပေါ့နော်ဒီပေါ်မှာခါကျတော့ဒီဟာလေးကို on လိုက်မယ်ဆိုရင်ကျွန်တော်တို့က ChatGPT ကနေပြီးတော့ကျွန်တော်ရဲ့အချက်အလက်တွေကို तू ကမတင်ထားရပြီးတော့ပေါ့နော်အလွန်ဆုံးတိမ့်မှပဲရက်30လောက်ထိပဲတိမ့်တယ်ပြီးရင်ကျွန်တော်တို့ဗာမီခဲ့တယ်ဆိုတာကိုမှန်မှန်မိတော့ဘူး तू ပြန်ဖြတ်ပေးတယ်ပေါ့နော်ဒါကလိုအပ်တဲ့အခါကျရင် personally အရင်ဆန်တဲ့အခါကျရင်ဒါလေးကို on ထားဖို့လိုတော့ပေါ့နော် ဒီမိမပါတဲ့ဒီအပေါင်းလက္ခဏာလေးခါကြတော့ကျွန်တော်တို့ပုံတွေစာတွေ PDF ဖိုင်တွေအဲ့တော့ဒီနေရာမှာ PDF ဖိုင်ဆိုတာဆိုရင်တော်တော်လေးကိုအတုံးဝင်တယ်ကျွန်တော်ဆိုရင်ဒါပညာရပ်ပိုင်းဆိုင်ရာစာအုပ်တွေ PDF ဖိုင်တွေကိုဒီကနေပြီးတော့ upload လုပ်တယ်ပြီးရင်ဒီဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကို ChatGPT နဲ့ပြန်ပြီးတော့ဆွေးနွေးလို့ရတယ်ဒါတော်တော်ကောင်းတယ်ပေါ့နော်ကျွန်တော် free account မှာလည်းဒီ search ကိုတုံးလို့ရတာပေါ့နော်ပြီးရင် deep search ဆိုတာလည်း deep research ဆိုတာလည်းပေါ်ပါလာလေးရပေါ့နော် search ခါကြတော့အဲဒီနေရာကို on ထားပြီးတော့ကျွန်တော်တို့ mail ချင်တယ်ဆိုရင် နောက်ဆုံးရတဲ့အချက်လက်တွေကိုကျွန်တော်တို့တိမယ်နော်တချို့တွေက ChatGPT ကလွန်ခဲ့တဲ့နှစ်တုန်းကဖန်တီးထားတာအခုအချိန်ဖြစ်တဲ့အချက်လက်တွေမတိဘူးဆိုတာက internet ရှာတဲ့ function ကိုမဖွင့်ထားလို့ပေါ့နော်အကဲကျွန်တော်တို့ကဒီ search ကလေးကိုဖွင့်ထားမယ်ဆိုရင်နော် ChatGPT ကအခုနောက်ဆုံးပေါ်တင်းလေးကိုလည်းသူကတိပေးနိုင်တယ်ပေါ့တိနောက်ဆုံးပေါ်တင်းကိုလည်းသူကတိနိုင်တယ်ပေါ့နော်ဒီ deep research ကကြတော့ academic နဲ့ပိုဆိုင်တယ်ကျွန်တော်တို့ပညာရေးတွေကိုလေ့လာနေတဲ့သူတွေတက္ကသိုလ်ကျောင်းသားတွေ ဒီ thesis လုပ်နေတဲ့သူတွေ expert တွေသူတို့အတွက်အများကြီးအသုံးဝင်တယ်ပေါ့နော် deep research ဆိုရင်ကျွန်တော်တို့ကတလောက်ဒေါ်လာ20ထန်းမှာ10ချိန်လောက်ပဲမေးလို့ရတယ်ဒါပေမဲ့တစ်ခါမေးလိုက်တယ်ဆိုရင်လည်းသူကအပြည့်အစုံပေါ့နော်တော်တော်လေးကိုလုံးစိတ်ပတ်စိတ်ကို research လုပ်ပြီးတော့ဖြည့်ပြီးတာပေါ့နော်ဥမာကျွန်တော်တို့ကကြောက်ကယောဂအကြောင်းသိချင်တယ်ဆိုရင်ကြောက်ကနဲ့ဆိုင်တဲ့အကြောင်းအရာမှန်သမျှကိုဒီ internet မှာဟောတက္ကသိုလ်တွေမှာရှိထားတဲ့အချက်အလက်တွေ database တွေကိုအကုန်လုံးကို ရောဓမာမှွေနောက်ရှာပြီးတော့ကျွန်တော်တို့ကိုနားလည်လွယ်အောင် format လေးနဲ့ပြန်ချပေးတာပေါ့เนาะအဲ့တော့ဒီ research ကတကယ်ကို professional ဆက်ဆံတုံးမယ် expert တွေအနေနဲ့တုံးမယ် content creator အနေနဲ့တုံးမယ်ဆိုရင်တော်တော်လေးကိုအကျိုးရှိတယ်ပေါ့เนาะတလောက်ကို10ချိန်လောက်အထိတုံးလို့ရတယ်ပေါ့เนาะအဲ့တော့ဒီဘေးနားမှာအဆက်လေးတစ်ဆက်ကကျွန်တော် create image ပေါ့เนาะဒါတချို့တွေက ChatGPT ကပုံရိပ်တွေထုတ်တယ်ဆိုတာတိကျတယ်ပေါ့เนาะဒါပေမဲ့ဒီမှာပါတဲ့ပုံရိပ်ခါကြတော့ update ထွက်လာတာမှမကြသေးဘူးเนาะသူကဘာလဲဆိုတော့အဲလောလောဆယ်မှာဒီ ChatGPT 4.0ကနေပြီးတော့ပုံရိပ်ကောင်းကောင်းလေးတွေထုတ်ပေးတာဗောနော်အရင်တော့ကတော့ AI model တက်တက်ကနေပြီးတော့ဒီ DALL-E ဆိုတဲ့ model ကနေပြီးတော့ကျွန်တော်တို့ပုံတွေထုတ်ပေးတာဗောနော်ဒါပေမဲ့မကြသေးခင်မှာ update ဖြစ်လာတာက ChatGPT 4.0ထဲမှာပဲသူကပုံရိပ်တွေကိုဖန်ဖန်တီးလို့ရတယ် edit လုပ်လို့ရတယ် ပုံထဲမှာစာတွေပါထည့်လို့ရတယ်ဆိုပြီးတော့ဖြစ်လာတာပေါ့เนาะ Canva ခါကြတော့ကျွန်တော် programming လုပ်တဲ့ဒူတွေ code တွေလုပ်တဲ့ခါကြရင်เนาะအတုံးဝင်တယ်ပေါ့เนาะကျွန်တော် content create လုပ်တဲ့ခါကြရင်လည်းအတုံးဝင်တယ်ပေါ့เนาะဒီဘေးနားမှာရှိတဲ့ icon လေးကတော့ဒါ voice mode ပေါ့เนาะ free account တွေမှာမရတဲ့ feature လည်းရှိသေးတယ်အဲ့ဒါကတော့ကျွန်တော် mind gpt ဆိုတဲ့ဟာလေးပေါ့เนาะ mind gpt ကဘာများကောင်းလို့လဲဆိုတော့ကျွန်တော်ဒီမှာနမူနာလောက်ထားတာတွေရှိတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့ဒီ consultant radiologist ဓာတ်မှန်အတူကူဆရာဝန်တို့အရေးပြအတူကူဆရာဝန်တို့ခွဲစိတ်တူ တော့ဘာလဲဆိုတော့ကိုပိုင် AI လောက်တာပေါ့နော်ကိုပိုင် AI ဘယ်လိုဖန်တီးလဲဆိုတာလောက်တာကိုပိုင် AI လောက်တယ်ဆိုတာကအရန်ခက်လားဆိုတော့လည်းမခက်ဘူးဒါပေမဲ့လုံနေကြမဟုတ်တဲ့ဒုတိဆိုရင်တော့ခက်ခဲကောင်ခက်ခဲလိမ့်မယ်ကြားတော့ကြားတော့ကြားဘူးမှာတော့မဟုတ်ဘူးပေါ့နော်ဒါ ChatGPT မှာတော့ Custom GPT လို့ခေါ်တယ်ပေါ့နော်ဒါက free account တွေမှာတော့မရဘူးတို့တို့တစ်လောက်အနည်းဆုံးဒေါ်လာ20ပေးတုံးမှပဲရမှာပေါ့နော်သူကကြားတော့ဘာများกว่าရလဲဆိုတော့ရိုးရိုး ChatGPT ရဲ့စာရင်သူက ဒီ AI ကိုကိုလိုချင်တယ်လို့တုံးလို့ရအောင်လုပ်လိုက်တာပေါ့နော်မနေ့တနေ့ကဒီလူတယောက်ကကျွန်တော်ကိုမန့်မန့်ထားတာပေါ့နော် ChatGPT ကကိုလိုချင်တဲ့အဖြေကိုဖြည့်ပြီးနိုင်တယ်ဆိုတာသူပြောတာတပိုင်းတော့မှန်တယ်ပေါ့နော်တပိုင်းတော့မှန်တယ်ဒါပေမဲ့ ChatGPT ကဖြည့်လိုက်တဲ့အဖြေတွေထဲမှာအမှားတော့အမှန်ဆိုပြီးတော့မပြောဘူးအမှန်တော့အမှားဆိုပြီးတော့မပြောဘူးပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ ပုံစံအတိုင်းတော့ ChatGPT ကိုရေးခိုင်းလို့ရတယ်။ဒါပေမဲ့မှားနေတဲ့ဟာကိုမှန်အောင်မှန်နေတဲ့ဟာကိုမှားအောင်တော့ ChatGPT ကိုကျွန်တော်တို့ကခိုင်းလို့တော့မရဘူးเนาะ။ဒါကတော့တိန်းထားတဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးပဲသူကပြန်ပြောပေးတာပေါ့เนาะ။အဲ့တော့ကျွန်တော်တို့လုပ်နိုင်တာကတော့ format တွေပြင်လို့ရတယ်။အဲဒီမှာဆိုရင်ဒါကျွန်တော်တို့ဓာတ်မှန်အထူးကူဆရာဝန်အနေနဲ့ကျွန်တော် AI ကိုခိုင်းစားလိုက်တယ်။ခိုင်းစားပြီးတော့ကျွန်တော်တို့ဓာတ်မှန်ဓာတ်မှန်တွေကိုပြပြီးတော့သူ့ကိုဖတ်ခိုင်းလို့ရတာမျိုးတွေလုပ်လို့ရတာပေါ့နော်ပြီးရင်သူကကိုယ်ပိုင် AI ကိုဒါအင်တာနက်အနေနဲ့ရှာခိုင်းလို့လည်းရတယ် ပုံရိပ်တွေဖန်တီးခိုင်းလို့လည်းရတယ်ဒီ canvas ကနေပြီးတော့ရေးထားတဲ့ content တွေကိုပြန်ပြီးတော့ edit လုပ်လို့လည်းရတာပေါ့နော်ဒါက custom gp လို့ခေါ်တဲ့ feature လေးပေါ့နော်ဒါခါကျတော့ free account တွေမှာလုံးဝမရဘူးကျွန်တော် paid account တွေမှာပဲရတာပေါ့နော်နောက်ပြီးတော့ဒီ chat gp ကို customize လုပ်လို့ရတာလည်းရှိတယ်ဒါကတော့ free account တွေမှာလည်းရတယ်အရင်ခက်လာတော့မဟုတ်ဘူးကိုယ့်ရဲ့နာမည်ပေးမယ်ကိုဘာလုပ်လဲဆိုတာသူ့ကိုပြောမယ်ပြီးရင်ကိုကဘာတွေတဘောကြလဲဆိုတာပြောမယ်ပြီးရင်အဲ ChatGPT ကကို့အကြောင်းတီးတဲ့ဟာတွေကို ဟိုကပြောလိုက်မှာပေါ့နော်ဒါမျိုးတွေလည်းလှုပ်ထားမယ်ဆိုရင်တော့ ChatGPT ကနေပြီးတော့ကိုစကားပြောတိုင်းသူကနေပြီးတော့ memory ထဲမှာ save လုပ်ပေးမှာပေါ့နော်အဲ့တော့ဒါတွေကတော့ ChatGPT ရဲ့ဒီ free account နဲ့မကဘူးဒီ $20 တန်းမှာပါတဲ့ feature လေးတွေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ရှင်းရင်းလုပ်ပေးတာပါအကယ်၍ကိုက AI ကို professional ဆက်ဆံတုံးချင်တဲ့ academic ပိုင်းမှာတုံးချင်တယ်ဗောနော်ဒီတက်ကရူတက်နေတယ်ဒါမှမဟုတ်လဲဆရာတယောက်ဗောနော်စာတင်မင်းနေတဲ့ဆရာတယောက်ဆိုရင်တော့ ChatGPT တလောက်ဒေါ်လာ20ဒံကအတုံးဝင်တာထက်ကိုပို့ပါတယ်ပြန်ရတာကပို့များပါတယ်ဗောနော်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ ChatGPT နဲ့ပတ်သက်ပြီးတော့တခြားဘူးဒရာဖြစ်စရာလေးတွေကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်ဗီဒီယိုဒီချိပြတဲ့အကြောင်းမလို့ကျေးဇူးတင်ပါတယ် AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဒီလက်တွေ့ဘဝမှာတုံးနေတဲ့အားတွေကိုပါကျွန်တော်ဒီဗီဒီယိုလေးနဲ့လုပ်ပြီးတော့ပြောပြပြီးမှဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ထားပါ notification အန်ကလေးကိုလည်းဖွင့်ထားပေးပါဗီဒီယိုဒီကြည့်ပြီးတဲ့ကြောင့်မလို့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေဆက်စားရရအဆင်ပြေပါစေနေကောင်းကြပါစေ